ဗုဒ္ဓဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေဟာဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်နေပါလဲဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလည်းလောကီရေးမှာထိတ်တန်းမဖြစ်တာကိုတွေ့ပါတယ်ဥမာအဖြစ်တပြည်တော်တို့ဗုဒ္ဓဘာသာအစစ်မှန်ထွန်းကားတယ်ဆိုရင်မြန်မာတို့ယူရီးယားတို့တိရွင်ကားတို့ဒီလိုအကြမ်းမြင်တပြည်တော်တို့တုံ့တက်လို့ရပါတယ်ရှင်ပြအဲ့တော့ဗုဒ္ဓဘာသာအစစ်မှန်ကိုကိုးကွယ်ရင်နိုင်ငံတိုးတက်ရေးအတွက်အခက်အခဲများတားဆီးများဖြစ်နေပါလားရှင်ပြအရှင်ပြရှင်းပြပြီးတော့မှာပါ ဘုရားဗတာကိုကိုကိုရင်နိုင်ငံတွတ်တဲ့အခက်ခဲတားဆီးဖြစ်တယ်လို့ခနေ့လူငယ်အထူးတော်တော်များများကတွေးတော်တွေးတော်မိနေတာတွေရှိပါတယ်ရှိတယ်။ဘုန်းကြီးကိုရီးယားသွားတော့ကလည်းပဲကိုရီးယားလူငယ်တွေဟာအဲ့ဒီလိုတွေးခေါ်မျိုးတွေရှိတယ်။နော်ဒါကတော့မမှန်ကန်ပါဘူး။ဖာသာတရားကြောင့်မဟုတ်ပါဘူး။အနောက်နိုင်ငံသားတွေဟာဖျားလောင်းဖြစ်နိုင်ပါသလားဆိုတဲ့နေရာမှာတော့သူတို့ရဲ့လူဆိုတာပဲလူပဲဖြစ်ဖြစ် သူတို့ရဲ့အကျင့်စရိုက်တွေဟိုတဘာဝကောင်းတဲ့လူတွေရှိပါတယ်နောက်တိုင်းမှာလည်းလွန်ကောင်းတဲ့လူတွေရှိတယ်မှန်ပါဗျာကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တွေရှိတယ်တော့ဖြစ်နိုင်ခွင့်ရှိပါတယ်ဘုရားဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေကဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်လဲသူမေးစူးစမ်းလို့ပါစူးစမ်းလို့ပါသူတို့က fighting for survival နိမှန်ပါဗျာအများရန်စူးစမ်းတာကြောက်ဘူးပါလိမ့်မယ်အမေရိကန်သမိုင်းကိုကြည့်ရင်အရင်ကအမေရိကန်နိုင်ငံကြီးကဆင်းရဲတဲ့နိုင်ငံကြီးပဲမှန်ပါဗျာ သူတို့အလွန်ကြိုးစားရတယ်။တင်ပါဗျာ။အလွန်ကြိုးစားသည့်အတွက်ကြောင့်ဒီအဆင့်ရောက်လာတာနှစ်ပေါင်း200လောက်ကြိုးစားမှသူတို့ဒီအဆင့်ရောက်။တင်ပါဗျာတင်ပါ။အဲသူတို့ဖြစ်လာတာမဟုတ်ဘူး။တင်ပါဗျာတင်ပါ။ဘုမာပြည်ကဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေကမကြိုးစားကြတာ။မကြိုးစားဘူးဆိုတော့ခုနအခြေအနေရတခုကြည့်မယ်ဆိုရင်အလွယ်တကူစားတော့နိုင်တဲ့ဟာတခုပါတယ်ပေါ့နော်ဒါဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလောကီရေးမှာထိတ်တန့်မဖြစ်တာတွေ့ရပါတယ်ဆိုတာဒါခဏိခေအမြင်ကိုပြောတာ ြောမယ်ဆိုရင်ဂျပန်တို့လည်းတကယ်ပြောမယ်ဆိုရင်မဟာယာနဘုရားဗုဒ္ဓပဲတမပါဗျာဂျပန်ပြည်နဲ့ဘုရားဗုဒ္ဓနဲ့ကတမပါဗျာဒီဗမာပြည်ကဘုရားဗုဒ္ဓနဲ့ဂျပန်ပြည်ရဲ့ဘုရားဗုဒ္ဓအရင်ဟာဒီဘုရားကိုကိုးကွယ်တယ်ဂျပန်ပြည်မှာဥရှိကုဖရာတို့ဖရာတွေကမကုရာတို့ရှိတယ်လေတမပါဗျာဒီဖရာပဲကိုးကွယ်တာပဲအမှန်တမပါဗျာတမပါတရုတ်ပြည်နဲ့ကိုးကွယ်တာပဲတမပါဗျာအဲ့တော့စီးပွားဖြစ်ခြင်းမဖြစ်ခြင်းလောကမှာထိတ် ထွန်းကားခြင်းမထွန်းကားခြင်းဟာစူးစမ်းမှုနဲ့ပဲဆိုင်တယ်ဘာသာတရားနဲ့မဆိုင်ဘူးမှန်ပါဗျာမှန်ပါဗျာနော်ဘာသာတရားနဲ့မဆိုင်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမကိုဒီဘုရားဗတာတွေကဒီထေရဝါဒအခုခုနပြောတဲ့အထက်မှာဗမာတို့သီရိလင်္ကာတို့ကထေရဝါဒဘုရားဗတာနိုင်ငံထိုင်းနိုင်ငံလည်းပဲထေရဝါဒဘုရားဗတာကမ္ဘောဒီးယားတို့လာအိုတို့လည်းထေရဝါဒဘုရားဗတာနိုင်ငံတမပါဗျာဒီထက်မှာချမ်းသာကြွယ်ဝဆုံးဆိုရင်တော့ထိုင်းနိုင်ငံချမ်းသာကြွယ်ဝတယ်လို့ပြောမှန်ပါဗျာမှန်ပါဗျာ ဘုရားဝတ္တနိုင်ငံတိရိလင်္ကနိုင်ငံငါလည်းဘုရားဝတ္တနိုင်ငံဘာကြောင့်မချမ်းသာတော့ဆိုတိရိလင်္ကနိုင်ငံမှာစစ်ဖြစ်ပြီးတော့နေတာအဓိကသူတို့ဟိုချမ်းသာကြွယ်ဝဖို့အတွက်တော်တော်ခက်ခဲသွားတဲ့အနေအထားမျိုးရောက်တယ်နော်အနောက်အရှက်တွေဖြစ်တယ်ပေါ့တမန်ပါဗျာအဲ့လိုမဟုတ်ဘူးဆိုရင်သူတို့လည်းချမ်းသာတဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်တမန်ပါဗျာအဲ့တော့ဗမာပြည်ရောပြီးမဲ့ဆိုရင်လည်းဗမာပြည်ရဲ့အခြေအနေကဟိုမမမကန်နေရဖြစ်များလာတယ်ပေါ့ တချိန်တုန်းကအရှိတောင်အရှာမှာဗမာပြည်ကတိုးတက်ဆုံးဆိုတော့တချိန်ရှိခဲ့တယ်လေ။ဗမာပြည်ရှိခဲ့ပါပြီ။ရှိခဲ့တယ်။အဲ့တော့ဘုရားဘာသာဖြစ်ခြင်းမဖြစ်ခြင်းကြောင့်ဒီဟာနဲ့မဆိုင်ဘူး။တမပါဗျာ။မဆိုင်ဘူး။သူကအချိန်နေရဟိုမြန်မာပြည်ဆိုလို့ရှိရင်မဟာပြည်ဝကြရတယ်လို့ဆိုတယ်။တမပါဗျာ။မှန်ပါဗျာ။မဟာပြည်ဝကြရတဲ့နေရာလို့ဆိုတဲ့အချိန်မှာလှုပ်တက်ကြိုင်တက်ဒီဖို့လိုအပ်တယ်ပေါ့။မှန်ပါဗျာ။စီးပွားဥစ္စာကိုဥတီပြီးတော့ရှာဖို့ဖွေဖို့လှုပ်တက်ကြိုင်တက်ဖို့ ဒါတွေလုံးနိုင်မယ်ဆိုရင်ဗမာပြည်ကဟိုမကြောင်ရင်ချမ်းသာကြွယ်ဝလာနိုင်တဲ့အနေအထားရှိတယ်တမန်ပါဗျာနော်မြ ాయి ချမ်းသာကြွယ်ဝလာနိုင်တဲ့နေရာရှိတယ်တမန်ပါဗျာအဲအလုံးကလည်းပဲအဲ့လိုပဲမြင်ကြတယ်တမန်ပါဗျာတစ်ချိန်တုန်းကလည်းဗမာပြည်ကဥပမာကိုရီးယားတွေစစ်ဖြစ်နေတော့ဆိုဗမာပြည်ကထောက်ပံ့တယ်အင်ဒိုနီးရှားလွတ်လပ်ရေးမရခင်တော့လည်းဗမာပြည်ကထောက်ပံ့တယ်တမန်ပါဗျာတော်တော်များများကဗမာပြည်ကထောက်ပံ့ခဲ့တယ်တမန်ပါဗျာ ဒီတစ်ချိန်လုံးကဗုမာပြည်ဟာရွှေခေတ်ဆိုတာကျုံခဲ့တယ်လေတမပြမမပြအဲ့တော့ဒါဗုဒ္ဓဘာသာကြောင့်မဟုတ်ဘူးလို့အခုလက်တွေ့ကြည့်တာလေးတွင်ပဲဒီဟာဘာသာရေးနဲ့ကြောင်းမလို့ဖြစ်တယ်ဆိုတာဒါမဟုတ်ဘူးတမပြမမပြဖြစ်တာတခြားအကြောင်းတွေချုပ်ရင်းချက်တွေအများကြီးရှိတယ်ပေါ့နော်တမပြတမတန်ခါများကိုစုံမလောင်းတဲ့အဖွဲ့စီလာပြီးညများမှာတင်ချိုင်းကုန်းတို့တရားသွားထိုင်တဲ့အဖွဲ့စီ တေသူရဲ့အခေါင်းထဲသို့ဘွာကူးကောင်းမွန်စေရန်ငရေမင်းထံသို့လျှောက်ထားသည့်လျှောက်လာများထဲ့သိမ်းမြုပ်နှံခြင်းမိစကြိုခြင်းအစရှိသောကိစ္စရများကိုလှုပ်ဆောင်နေသောဗုဒ္ဓဘာသာဝင်အမိခံအဖွဲ့အစည်းများသည်ထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူများဖြစ်နိုင်ပါသလားတန်ခါးများကိုဆွာမလောင်းယုံနေတော့ဖရာတရားကိုမကြည်ညိုဘူးလို့ထေရဝါဒဗုဒ္ဓဘာသာကိုမကြည်ညိုဘူးမကိုးကွယ်ဘူးလို့ပြောလို့တော့မရဘူးပေါ့နော်တင်ပါဗျာ ဆန်းလောင်းတာမလောင်းတာဒါနာကုသိုလ်လောက်တာမလောက်တာပေါ့နော်တမန်ပါသူတို့ရဲ့ရှင်ထဲမှာတန်ခါးတွေပေါ်မှာဘလူမြင်းတယ်လဲဆိုတဲ့ဟာနဲ့ပဲပြောလို့ရမှာဆောမလောင်းရင်နဲ့မလောင်းရုံနဲ့တော့တော့ပြောလို့တော့မရတမန်ပါနော်တမန်ပါဆန်းကျင်ပြီးတော့ကုသိုလ်မရဘူးလို့ယူဆပြီးတော့မလောင်းတာလားတော်မူတန်ခါးတွေပေါ်မှာမချိနဲ့တဲ့အမုန်းတရားကြောင့်မလောင်းတာလားတမန်ပါမလောင်းတာကအကြောင်းမဟုတ်ဘူးအမုန်းတရားကအကြောင်းတမန်ပါ မုံတရားရှိလို့မလောင်းဘူးမယုံကြည်လို့မလောင်းဘူးဆိုရင်မယုံကြည်မှုကတော့ကံကံရေးကျိုးမယုံကြည်တဲ့အထဲမဲ့ပါသွားနိုင်တာပေါ့နော်မိစ္ဆာတဲ့ထည့်အဲ့လိုမလောင်းယုံတသက်ကတော့အကုသိုလ်လို့ပြောလို့မရဘူးတင်ပါဗျာကုသိုလ်မလုပ်ဘူးလို့သာပြောလို့ရမယ်မှန်ပါဗျာမှန်ပါဗျာဒီသူတို့ယင်နေရဲ့အနေထားပေါ်မှာကြည်ပြီးတော့ဆုံးဖြတ်ရမှာဖြစ်မှန်ပါဗျာလာပြည်ညာများမှာတင်ញိုင်ကုန်းသွားပြီးတရားထိုင်တယ်ဆိုတဲ့အဖွဲ့စီဟာဘာရွေချင်းနဲ့ လှုပ်တာလေတကယ်တရားဥတရားမြတ်ရပြီးတော့တင်းကျိုင်းဆိုတဲ့နေရာမှာတတိတွေပိုကောင်းလို့ကိုယ့်ရဲ့တာဝေကတွေပိုဖြစ်အောင်ဆိုရရွေးချင်းနဲ့သွားထိုင်တာတင်းကျိုင်းကမှကိုယ့်တာဝေကတရားတွေပိုဖြစ်တယ်တရားထိုင်လို့ပိုပြီးတော့ကိုယ်မှာဟိုနှူးနှူးခြားခြားရှိတယ်ပေါ့တင်းကျိုင်းဆိုတဲ့အခါကျတော့ကြောက်စရာလန့်စရာတွေရှိတော့လူကတတိပိုကောင်းတယ်ပေါ့တင်းပါဗျာအဲ့ဒီနေရာမှာတကယ်ကိုတရားဟိုထိုင်မယ်ဆိုလို့ရှိရင်ကတော့ဒါကုသရပါတယ် တယ်မှာပြန်ထေရဝါဒဘုရားဘာသာယုံကြည်သို့သောသူတို့ရဲ့ရည်ရွယ်ချက်ကိုပဲတိမတရားကပို့ပြီးတော့ဖာရည်ရွယ်ချက်နဲ့လှုပ်ထားလဲဆိုတော့ပြောရမှာဖြစ်တယ်တယ်မှာပြန်တယ်မှာပြန်တေသူဤအခေါင်းထဲသို့ဘွားကူကောင်းမွန်စေရန်နေရမင်းထံသို့ရှောက်လောလျှောက်ထားသည့်ရှောက်လောများဆိုဒါကတော့ဘာမှအကျိုးမရှိတဲ့ရသေးစိတ်ဖြစ်အလုပ်တွေပဲဖြစ်တယ်မှန်ပါဗျာမှန်ပါနေရမင်းထံရှောက်လို့သူ့စာကိုနေရမင်းကဖတ်မှလည်းမဟုတ်ဘူးတယ်မှာပြန်တယ်မှာပြန် ဒါတွေကတော့ဘာမှအကျိုးရှိတဲ့ဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာနဲ့လည်းဘာမှမသက်ဆိုင်ဘူးအဲဆိုဒီဥစ္စာဗုဒ္ဓဘာသာနဲ့ဘာမှသက်ဆိုင်ခြင်းမရှိဘူးသက်ဆိုင်မှုမရှိဘူးတေသူကြီးခေါင်းထဲသို့ဘွားဦးကောင်းမွန်စရာငရဲမေထာရှောက်လွှတ်တင်တာတို့ကတို့ထဲ့တာတို့ဒါတွေကဘာမှအထိပ္ပယ်မရှိတဲ့ဟာတွေပဲတင်ပါဗျာဘာလို့ဆိုတေတဲ့သူကတေသွားပြီးရောင်းတဲ့နေရာရောက်ပြီးသွားပြီးသူကတင်ပါဗျာ စက္ကန့်ပိုင်းပဲကြာတာငရဲရောက်တာကဖြည်းဖြည်းချင်းသွားနေရတာမှမဟုတ်တာတင်ပါဗျာလေးပြန်စီးသွားတာမှမဟုတ်ပဲအခုတည်းအခုငရဲရောက်သွားမှာပဲငရဲရောက်တဲ့လူကတင်ပါဗျာတင်ပါနော်ချက်ချင်းဟိုမှမွေးပြီးသားဖြစ်သွားတင်ပါဗျာသူကဂျာကလာဆိုတာမရှိဘူးတင်ပါဗျာခုလူဘွားကဒီသုတိသွားလိုက်တာနဲ့တပြိုင်နက်ဟိုဘက်မှာပရိသေရေဆိုတာထပ်ပေါ်တခါတည်းပေါ်တာတင်ပါဗျာအနန္တရပစ္စယောဆိုတာပရိသေရေသုတိနဲ့ဒီဘွားကတည်တဲ့စိတ်နဲ့ဟိုဘွားကမွေးတဲ့စိတ်ဟာတထဂျာထဲမှာဘာမှမချအောင် ဓမ္မဗျာဓမ္မဗျာအချိန်လည်းမချဘူးဒီစိတ်လည်းမချဘူးဓမ္မဗျာဓမ္မဗျာအိယာကနိုးလိုက်တယ်လို့ပဲအဲမျက်လုံးဖွင့်လိုက်ရင်နောက်ဘဝပဲ तू ကဓမ္မဗျာ तू ကသိမ့်နောက်ကျသွားပြီဓမ္မဗျာ Tomorrow will be too late ဆိုလို့ तू ဟာသူလျှောက်လွားတွေပါတယ်ဗာအသုံးမဝင်တော့ဓမ္မဗျာဆောရောက်ပြီးနေပြီလေဓမ္မဗျာဓမ္မဗျာဒီပြေတော်တို့ဖတ်ဖူးတာဒီဟွာဘောခင်ရောက်သွားလို့ရှင်ယမမင်းကစစ်စေးမင်းမြန်ရင်ပြူတယ်လို့ပြောတယ်ဗျာအဲ့ဒါဟုတ်ပါလားအဲ့ဒါရှိပါတယ်စာထဲမှာမှန်တယ် ကျမပါဗျာသို့သော်အဲ့ဒီလိုပုံကမျိုးကငရေတဲ့တမ်းမကြပဲနဲ့ငရေပတ်ဝန်းကျင်မှာငရေဧရိယာကြီးတဲ့မရောက်ခင်ပတ်ဝန်းကျင်နေမှသူဖြစ်တယ်ကျမပါဗျာသို့သော်သူအဲ့ထဲကိုသူဒုက္ခခံရတော့မယ်ဆိုရယ်အလွန်အကျွံမဆိုးတဲ့ပုံစံမျိုးပေါ့လေသူလှုပ်တဲ့အကုသိုလ်ကအလွန်အကျွံငရေကိုတောက်လျှောက်တမ်းပြီးတော့ချတဲ့အကုသိုလ်မျိုးမဟုတ်ပဲနဲ့တော့မတော်တဆငရေရောက်သွားတဲ့ပုံကိုယ်တွေဟာအဲ့ငရေဧရိယာတဲ့မရောက်ခင် ရှမမင်းဆိုတာကသူ့လည်းပဲဟိုပြိတ္တာတစ်မျိုးပဲပေါ့နော်ရှမဗျာသူကတက်တက်ကုညီဖို့လာနေတာဒုက္ခပေးဖို့မဟုတ်ဘူးဒုက္ခပေးဖို့မဟုတ်ဘူးသူစီရောက်လာတဲ့ပုံကိုယ်တွေကိုသူကကုညီတာတချို့မရောက်မလဲငရဲရောက်လာရင်သူဒုက္ခရောက်တော့မှာပေါ့ရှမဗျာမရောက်မလဲလမ်းမရောက်လာတယ်လို့ပြောခြင်းပြောပေါ့လေရှမဗျာတည်တဲ့အခါမှာအကုသိုလ်ကဒါအချီးကြီးမဟုတ်ဘဲနဲ့အခုတေဂာနီမှာဖြစ်လာလို့သူမတော်တဆငရဲနာရောက်လာတယ်ဆိုရင်သူက မင်းပါရီလှုပ်ခဲ့တာပဲကုသိုလ်တွေလှုပ်ခဲ့တာမင်းမမှတ်မိဘူးလားဖော်ပေးတယ်ဖော်ပေးတဲ့အခါ तू လှုပ်ခဲ့တာတွေမှတ်မိပြီးကုသိုလ်ရသွားတယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကသူ့ကိုကဲထုတ်သွားတာငရေတဲ့ပကြတော့တမန်ပါအဲ့ကုသိုလ်ကြောင့် तू ကာသူတိပုံရောက်သွားတယ်တမန်အဲ့ဒါအတွက်ကုညီဖို့ရှမမင်းဆိုတာအဲ့မှာရောက်တာတမန်ပါ तू ကရှမမင်းကရောက်လာတဲ့ပုံစံတွေကိုစစ်ဆေးလေးရှိတယ်တမန်ပါထေဝတုတ္တလို့ခေါ်တဲ့တမန်နေနဲ့မတွေ့ခဲ့ဘူးလားလူပြေမှာနေတော့က ူကသဘောမပေါက်တော့မတွေ့ခဲ့ပါဘူးအစ်တမန်ဆိုတာတခြားမဟုတ်ဘူးတဲ့ဘယ်အဖိုးကြီးအမေကြီးတွေလူအိုတွေနဲ့မတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အဲ့လိုချိန်တုန်းကမင်းငါလဲအိုရအောင်မှာပဲဆိုတော့စိတ်မရှိဘူးလားတဲ့မစင်သားခဲ့မိဘူးတဲ့အဲ့လိုမစင်သားခဲ့ဘူးတဲ့ဟောငါလဲအိုရအောင်မှာပဲကောင်းတာတွေလုံးမဖြစ်မဲ့မအိုခင်ဆိုစိတ်လေးမင်းမရှိဘူးလားဆိုမရှိဘူးမရှိသည့်မေးလျော့မိပါတယ်တဲ့ အလိုမေးလျော့ပြီးတော့အာဟုတုတွေပဲလှုပ်ပြီးတော့သူကငရဲနာရောက်လာတာ။ရောက်လာတော့ယမမင်းကြီးက ပြောတယ်တနာကျင်တာဆိုသူ့ကိုပြောတာ။အေးဒါတွေကမင်းအမေလှုပ်တာလည်းမဟုတ်ဘူးမင်းဖေလှုပ်တာလည်းမဟုတ်ဘူးမင်းကိုယ်တိုင်လှုပ်ခဲ့တာပဲ။မင်းကိုယ်တိုင်ဒုက္ခခံရမှာဒါတွေမလှုပ်ခဲ့ဘူးဆိုရင်ကုသိုလ်မလှုပ်ခဲ့ဘူးဆိုရင်သူကအဲ့လိုဖြောင်းပြပြောတာ။နောက်တစ်ခုကမင်းဒီကနေ့မှာမင်းမင်းဒုဘွားတုန်းကလူနာတွေရောမတွေ့ခဲ့ဘူးလားလူသေးတွေရောမတွေ့ခဲ့ဘူးလားဆိုတာအဲ့ဒါတွေကိုမေးပြီးတော့ တွေးခဲ့ရင်မင်းဟာလူနာတွေလူငါလဲနားရအောင်မှာပဲငါကောင်းတာတွေလုံးမဖြစ်မဲ့လို့မင်းမတွေးခဲ့ဘူးလားမတွေးခဲ့ဘူးပါဘူးဆိုတော့အဲ့လိုတွေစစ်စေးမေးမြန်းတာသူကသုံးမျိုးအဲဒီဝတ္ထုတတ်တန်ကြီးကျတော့၅မျိုးထင်အောင်မေးတယ်အကျဉ်းချခံရတဲ့ပုဂ္ဂိုလ်တို့ကလေးသူငယ်တို့အဲ့ဒါတွေပါကြည့်ပြီးတော့ပန်ဝေကမယူခဲ့ဘူးလားလို့မေးတယ်မယူခဲ့မိဘူးဆိုတဲ့အခါတချို့လူတွေကြတော့ ရှမမင်းကြီးကိုကုသကောင်မှုလုပ်ပြီးအမြဝေခဲ့တဲ့လူတွေရှိတယ်။မှန်ပါဗျာ။အမြမဝေတောင်မှပဲ။ဟာမင်းပေတော့ကဆုံးလောင်းခဲ့တာပဲ။မင်းပေတော့ကဘသူ့ကိုကူညီပြီးတော့ဘာကျွေးခဲ့ဘူးတာပဲဆိုတာကိုရှမမင်းကြီးကခေါင်းထဲမှာစဉ်းစားလို့ပေါ့ရင် तू ကအဲ့ဒါလေးကိုဖော်ပေးတယ်။မှန်ပါဗျာ။ဖော်ပေးလို့ရှိရင်အဲ့ဒီကုသလေးနဲ့ तू ကဝမ်းသာသွားလို့ရှိရင် तू ကမင်း ဧရိယာကြီးတည်းမရောက်တော့ပဲနဲ့တွတ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။တမန်ပါဗျာ။အဲ့ဒါအတွက်သူကဒီမှာလာပြီးတော့နေတာ။တမန်ပါဗျာ။နောက်ဆုံးမှသူမေးလို့မှလုံးဝကုသလုပ်ခဲ့တာမမှတ်မိဘူးဆိုရင်တော့အေးမင်းကန်နဲ့မင်းမင်းငါလည်းဘာမှမတတ်နိုင်ဘူး။ငရဲသားတွေကဆွဲခေါ်သွားတာ။တမန်ပါဗျာတမန်ပါဗျာ။အဲ့မှာခေါ်လာကလေးကငရဲနာပတ်ဝန်းကျင်မှာရောင်းလေရောင်းလေလုံးနေတဲ့ပုဂ္ဂိုလ်တွေကိုငရဲသားတွေကိုဒုက္ခပေးတဲ့အဆောင်နေလို့ပြောမှာပေါ့လေ။တမန်ပါဗျာ။နေရပါလားဆိုငရဲဆောင်နေပေါ့။တမန်ပါဗျာ။သူကဆွဲခေါ်လာတယ် ်ဆက်ခေါ်လာပြီယမမင်းကြီးစီပို့တော့ယမမင်းကြီးကခုနစစ်ပြီးတော့ကုသရှိရင်လည်းဖော်ထုတ်ပေးတယ်မရှိဘူးဆိုလို့ရှိရင်လည်း तू ကငရေခံဟိုဘာမှပြောတော့ဘူးတိတ်တိတ်နေလိုက်တယ်အဲ့ကျရင် तू ကငရေခံရတယ်တမဒီလိုဆိုတာပေါ့နော်တမပြခုနဒီထဲမှာတခုကတော့ဟိုရှောက်လွှတ်ထိသွင်းတာတော့ဒါအကျိုးမရှိပါဘူးတမပြမိသိညို့ခြင်းစတဲ့ကိစ္စကတော့ဒါသူ့ရဲ့အလောင်းကိုတင်းကြိုတယ်ဆိုတာကုညီဆောင်ရွက်ပေးတာပေါ့နော်တင်ပါဗျာ သူ့အလောင်းဟာဒီတိုင်းထားလို့ဆွမ်းပြေလို့မြည်မြုပ်တယ်တင်းညိုတယ်ဆိုတဲ့အလုပ်တွေဟာနောက်ဆုံးဆောင်ရွက်ပေးခြင်းကိစ္စဆိုလို့အဲ့ဒါတွေကတော့လုံးဝမဲ့ကိစ္စတွေပါပဲတင်ပါဗျာဒီပြီးတော့ငရေနဲ့ပတ်သက်ပြီးတစ်ခုထပ်သိလို့ရငရေပြည်မှာဒီငရေသားတွေကိုနှိမ့်ဆက်နေရဲ့ဟိုပါဘောဒီဟိုငရေခံရတဲ့လူတွေကိုနှိမ့်ဆက်နေရဲ့လူတွေကအဲ့အဲ့ရငရေသားတွေကဘယ်သူတွေလဲရှင်ဗျာသူတို့လည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှိတယ် ဘယ်သူတွေကလာပြီးတော့ဒီမှာတာဝန်ပေးလို့ဒီငွေဟိုငွေရခံတဲ့လူတွေလာပြီးနှိပ်စက်နေပါလေရှင်ဗျာသူတို့ဝါသနာအလျောက်လဲဖြစ်မဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပုံကိုယ်တွေကငွေရသားတွေကိုလာရောက်နှိပ်စက်တဲ့ငွေရသားငွေရဆောင်နေငွေရထိန်နေရှိတယ်ပေါ့တမပါဥပမာမေးပြောမယ်ဆိုရင်ထောင်ထဲမှာလဲဝါရာတွေရှိတာပဲလေတမပါဝါရာရှိတဲ့ထောင်သားတွေကိုကြိုက်တဲ့နဲ့တလုံးတယ်ဆိုတာဒီဟာမျိုးတွေရှိသလိုပဲ ဒီရှဲတို့ကရောက်တဲ့ပုံကိုယ်တွေကိုဒုက္ခပေးမဲ့တရဝရီကလည်းသူ့မှာရှိနေတယ်တမပါဗျာနောက်တစ်ခုကတော့ပြောရမယ်ဆိုရင်သူ့ရဲ့အခုတို့ကံကြောင့်ပေါ်ပေါက်လာတဲ့အရာတွေလည်းဖြစ်နိုင်တယ်တချို့ကိစ္စအားဖြင့်တမပါဗျာခုနကလိုဗောလန်တီးယားလာလုပ်တဲ့အကောင့်လေးလည်းရှိတာတမပါဗျာလောကမှာတရဝရီကဗောလန်တီးယားအဆိုးတွေရှိတယ်လေတမပါဗျာလူလောကမှာတောင်းပါပဲ ဘယ်နေရာဘုံခွဲမယ်ဘယ်နေရာဘာလုပ်မယ်ဆိုတာအစိုးသမားတွေအများကြီးရှိတယ်မဟုတ်လားဒီမှာပြန်မှန်ပါပြန်မှန်ပါဟုတ်တယ်အဲ့တော့ဒီလိုတရဝတွေထဲမှာလည်းပဲဘယ်ကောင်းကိုခြားရမလဲပြောဆိုပြီးတော့အစိုးသမားတွေရှိမှာပဲဒီမှာပြန်နော်ဒီမှာပြန်အစိုးသမားအဲ့ဒီလူတွေကငရဲတောင်းနေပဲဖြစ်မှာပေါ့ပြုတ်သူအစ်စ်ဖြစ်သူအဟောင်းဆိုတာလို့သူတို့ကအခုလုံနေတာသူများကိုနှိမ့်ဆက်လို့တဲ့တော်သားတွေနဲ့လုံတော့သူတို့လည်းအောက်ကူသူဖြစ်တာသူတို့ကြတော့ဘယ်ဘုံတွေကပြောရရင်လည်းသူတို့ကပြစ်တာဘုံတွေကဖြစ်ဖို့ရှိတယ် ပါဗျာ။ဖြစ်တာတဲ့ကအဆိုးဝါးတွေပေါ့နော်။တတစေတရေဘလူးဆိုတဲ့အကောင်မျိုးတွေပေါ့။တမပါဗျာ။ဆေးရိုက်ဆိုးတဲ့အကောင်တွေပေါ့။တမပါဗျာ။လူထဲမှာလည်းဆေးရိုက်ဆိုးတွေအများကြီးရှယ်လေ။တမပါဗျာ။ပစံလေးနည်းနည်းပေးတာနဲ့လူသက်ပေးတဲ့အကောင်တွေအများကြီးပဲ။တမပါတမပါဗျာ။ဘသူတတ်လဲရမလို့ဆိုတာလေ။အဲ့လိုပုံကူမျိုးတွေအဲ့ဒီမှာဖြစ်တာပေါ့။တမပါဗျာတမပါဗျာ။